ချောက်ထားမဲ့အလို့သမားတွေကိုဘတ်အသေးအလို့သမားကက်စီရင်အသေးရိုက်မဲ့ကိစ္စရှေ့ဆိုင်လိုက်တော့ကြောင့်မဲဆောက်ရောက်မြန်မာတွေမိမိတို့လိုအပ်ထားတဲ့အကျိုးဆောင်တွေနဲ့အမြဲတစေချိတ်ဆက်ထားကြဖို့ရွှေ့ပြောင်းရေးကူညီနေတဲ့အဖွဲ့အစည်းတွေကတိုက်တွန်းလိုက်ပါတယ်။ဘတ်အသေးတင်ဖို့စီရင်ပေးထားတဲ့မဲဆောက်ရောက်အထောက်ထားမဲ့မြန်မာတွေပေးသွင်းထားတဲ့ငွေတွေကိုမဆုံးရှုံးစေဖို့အမြဲချိတ်ဆက်နေမှာတော်ရကြမယ်လို့လည်းရွှေ့ပြောင်းရေးလှုပ်ရှားသူတွေကဆိုထားတာပါ။ကြအပြင်အထောက်အထားမရှိတဲ့သူတွေအနေနဲ့လက်တော်အတွင်သွားလာရေးအထူးကူဆိုင်ပြီးအာနာပိုင်တွေရဲ့စစ်ဆေးမှုကိုတတိပြုဖို့လိုအပ်ပါတယ်။ ။ထိုင်းဆိုရကအော်တိုဘာလ15ရက်နေ့တွင်စတင်လုပ်ဆောင်မယ်ဗတ်အသစ်ရိုက်ကူးမယ်ကိစ္စကိုနေဆက်လုံခြုံရေးနဲ့ကောင်းမွန်တဲ့လုံတမစီမံခန့်ခွဲရေးအတွက်ယာယီရှေ့ဆိုင်လိုက်တယ်လို့ညင်ကြခဲ့ပါဗျ။ဒါအပြင်ပြန်လည်လှုပ်ဆောင်ပေးမယ့်ရက်ကိုအတိအကျမပြောထားသလိုရုတ်တရက်ထွက်ပေါ်လာတဲ့ညညာချက်ကြောင့်စီးရင်သစ်တင်ဖို့စောက်ဆိုင်နေတဲ့မဲဆောက်ရောင်မြန်မာရွှေပြောင်းတွေအကျရိုက်နေတာပါ။ ဘော်ရာအကိုမှာထိုင်းလူသမားစီမံရေးယုံကြီးညာချက်နဲ့နောက်ဆက်တွဲအခြေအနေများအပေါ်မဲဆောက်အခြေစားရဲ့အကျိုးဆောင်တဦးထံမေးမြန်းရမှာတော့ဘက်ရိုက်ရွှေ့ဆိုင်တာကိုအတည်ပြုပြီးဂျန်တဲ့တင်းချက်လက်များကိုပြန်လည်ဖြေကြခြင်းမရှိသေးပါဘူး။